အမျိုးတွေကောင်းလာတဲ့နေ့ခင်မှာကဒီနေ့ဟာ3ရက်စလာပိုင်း2000နဲ့မှ25ဖြစ်ပါလေဗျဒီနေ့တော့လွတ်တော်အမတ်ဒီအကြောင်းနဲ့အဆင့်အဆင့်လေးနဲ့အကြောင်းလေးပဲပြောပြပါအောင်ကြာနော်ဒီနေ့ဟာဦးစေစကိုင်းရောက်သွားစကိုင်းကိုရောက်သွားတော့ အဲ့ပဲတကိုင်းအကြောင်းတစ်ယောက်မှာဘူဂျိုကြီးတက်ပုံလည်းရောက်နေတာပေါ့နော်ဘူဂျိုကြီးတက်ပုံလည်းရောက်နေတယ်။တကိုင်းဘူဂျိုကြီးတက်ပုံရောက်နေတဲ့သူကအထွက်ဦးစင်းရအဝန်းတကိုင်းလည်းဦးစင်းကိုမြင်ပုံကြပါလေ။မြင်တော့သူသွားစရာရှက်သွားပြီးမှခဏနေတော့ကားပြတ်လှဲ့လာ အလာဘာတလာဘာပြောရတော့ဆိုရတော့ဘုဇုတ်တဘုံဒကာကြီးလို့မဆီယုံနဲ့အခါမှာနော်လို့ဒကာကြီးလေပုံရိပ်ဒီနည်းနည်းလေးဘုံဘုံဖရားတဲ့ဘုရဝါတာပဲလောရတယ်ဖရားတဲ့ပုံရိပ်တဝါတို့ဘာဖြစ်လို့လဲဆိုတော့တဲ့တပည့်တော်ကတော့တပည့်တော်ကတော့အရေးမကြီးပါဘူးဖရားတဲ့အဲ့အဲ့နေပြုခံမှလည်းအရေးမကြီးပါဘူးတဲ့ ပြည်သူလူထုတွေပြည်သူတွေအတွက်စိတ်ပူတယ်ဗျာတဲ့လူပြည်သူလူထုတွေဒီလိုရွေးကောက်ပွဲလာတယ်ရွေးကောက်ပွဲအားပြုလို့ရှိရင်၎င်းဆောင်ပိုင်းတွေပါတယ်အန်ဒီရပြုတယ်ဗျာတဲ့ဒါကြောင့်ပါဗျာတဲ့ဒီလိုပြည်သူတွေကိုငဲ့ညာတော့အားဖြစ်ပါဗျာတဲ့လူကြီးတယောက်ရဲ့စကားပေါ့နော်လူကြီးတယောက်ရဲ့သူစီးအောင်နိုင်တယ်အကောလုံးနိုင်တယ်ဒါပေမဲ့ ပြည်သူတွေကိုငဲ့ညာတော့အဖြစ်သခိုင်းမှာတော့ဒီကောင်နဲ့ပဲချိန်နေလို့ဖြစ်နေတယ်။ဘာဖြစ်လဲဆိုတော့အခြားအခြားပါတီတွေကလည်းဝင်တော့ပြိုင်ချင်းတယ်အနိုင်တော့လိုချင်တယ်တွတ်တော့အမတ်ကြီးတော့ဖြစ်ချင်တယ်ဒါနဲ့တို့တို့ဒီစီယုံကြောင်စီယုံကြောင်နော်စီယုံကြောင်ဝင်မစင်းရဘူးပေါ့ပြည်သူနဲ့ထိတွေ့မှုမလုပ်ကြဘူးပေါ့ ဲ့ဒါကြောင့်ပါဗျာတဲ့အနေဟာအနေကျလေးပဲအဲ့ဒါလေးတော့ရှိပါတယ်ဗျာတဲ့ဒဂိုင်းလို့ဒဂိုင်းမှာအနေကျမရှိပါဘူးလို့ဒဂိုင်းနဲ့ကြောက်ကလည်းအခုမှတွေ့ဘူးလားလို့အခုမှတွေ့တာဒါနဲ့ခမရရဲ့လှုပ်ဆောင်ချက်ဒီခမရရဲ့ပြည်သူပေါ်မှာထားတဲ့စိတ်ဓာတ်ဒီစိတ်ကိုဟာလို့ငလျင်မှာကတဲ့ကဥစဉ်ကတိပါတယ်လို့ဒဂိုင်းရာထူးနဲ့ဒဂိုင်းရဲ့နော်ဒဂိုင်းမျိုးဒဂိုင်းရာထူးအဆင်နဲ့ဗျာလို့ တခါတဲ့ယုံကိုင်းကြီးတွေကနေညွှန်ခိုင်းလို့ရဒါတော့တခါယုံကိုင်းကြီးညာတွေခိုင်း